အတော်မတတဲ့ foreign နဲ့အတွေ့မှာတူးတူးနဲ့ယူမှုဖြစ်သွားရတဲ့ game မင်းတို့အားလုံးအားများသူမြအောင် iMac ကိုရှိကိုရေးချမ်းကနေအားလုံးကိုပြန်လဲကြော်လိုက်ပါရင် game ရဲ့ honeymoon color ကပြီးဆုံးသွားခဲ့ပြီလို့ပြောရမှာဖြစ်ပါရင်ဒီပြရိုမင်အမော်ရီလက်ထံပထမအဆုံး၃ပွဲဆက်နိုင်ပွဲအဖြစ် Brighton Sunderland လေဘောက်တို့ကိုဆက်နိုင်နိုင်ရရှိခဲ့တဲ့ game တို့ဟာ Northern foreign အတွေ့မှာတော့တူးတူးနဲ့ယူမှုဖြစ်သွားခဲ့ရပါရင် game တို့ကတော့တက်တော့ရှင်းပြီးဇာတ်ထိပ်တက်ပြီးစင်မြန်ကြီးကိုဖိအားပေးမယ်လို့ကမှာစင်မြန်နဲ့တွေ့ပြီးတော့နိုင်ပွဲဆက်မှုရပ်တန့်သွားခဲ့လို့ပဲပြောရမှာဖြစ်ပါရင် ဒီတော့ဒီနိုင်ဝဲဟာတပတ်ကနော်ဂျန်အသင်းကကောင်းနေဆိုတာတက်ဂိမ်မလို့အနေနဲ့သူတို့ရရှိထားတဲ့ဥဆောင်ဂိုးကိုမထိန်းထားနိုင်တာကြောင့်ရင်အမြင်မောကာဝယ်မှုအားနည်းမှုတွေကြောင့်သာရှုံးနေသွားကြတာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ရောဒီဝဲတာနိုင်ရချီးကဲရင်စင်မြန်ကြီးကိုအနည်းငယ်ပြားပေးနိုင်မယ်ခွင့်ဆုံးရှုံးသွားကြရတာကြောင့်ဂိမ်မူဖန်တွေကတော့ကြိတ်မနိုင်ခဲများဖြစ်နေမှာသိကြပါတယ်။အစိုးရကကောင်းကတော့အာမန်အကြောင်းမရှုံးကြတာပဲပြောမှာဖြစ်ပြီးအခုဆိုရင်ဂိမ်မူတို့ဟာနောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲအစုံ6ပွဲမှာ9ပွဲအထိရှုံးမဲမရှိအောင်ဆွမ်းဆောင်ထားနိုင်ကြတာဖြစ်ပါတယ်။ ကေဘူနာရီနေပွဲမှာသူရဲ့ပေးနိုင်ကစားကွက်သုံးလေးနှစ်တည်းနဲ့ပဲပွဲထွက်လာခဲ့ပြီးတိုင်းစစ်မှာရှက်ကိုကိုထောင်နာကကုညာအမိုးရဲနဲ့တွဲပေးထားပါတယ်။ခွင်းလိုက်မှာတော့ဖာနယ်နဲ့ကက်စမဲလေးတို့ပွဲထွက်လာခဲ့ပြီးဝင်းမဲနေဖင်အားမဲနဲ့ဓာတ်တော်ခင်းနေသွားခဲ့ပါတယ်။ဂလိုမနီယာကတော့ဆန်နီလန်စပန်ကိုပဲပွဲထုတ်ခဲ့ပြီးတော့နောက်တန်းတောင်းရောက်မှာတော့ရှော့ဒီလေးနဲ့ယူရိုကိုခင်းနေသွားခဲ့တာပါ။အင်ရှင်တော့ဂျန်ဖော်ရဲ့အသင်းကတော့လေးနှစ်သုံးလေးကစားကွက်မှာသူရဲ့အကောင်းဆုံးလူစင်းနဲ့ပဲဂိမ်းမှုတို့ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ကေဘလိုအပွဲစားတွေကဖီအားတွေပေးဒီဒီစကားတွေမျိုးစူးစမ်းခဲ့ပြီလို့ဖောရန်ဘက်ကလည်းအင်ရှင်ဘီဘီခေါမှတုတ်ပြန်နိုင်ခဲ့ပါတယ် ဝဲတင်သုံးမိနစ်မှရင် MMO ရဲ့ပြန်ချိုးပေးမှုကိုရှက်ကိုကအဆုံးသတ်ဖို့ကြိုးစားခဲ့ပေမယ့်ထိချမမှန်ခဲ့တာကြောင့်ကိုပေါ့နဲ့လည်းချော်သွားခဲ့ပါရင်အဲ့တော့ foreign back ကလည်းပြန်လည်ထိုးပါမှုတချို့ပြုလုပ်လာနိုင်ခဲ့ပေမယ့် game တို့ရဲ့နောက်တန်းကလည်းကောင်းဆုံးပုံစံမှာရှိနေခဲ့ပါရင်ဝဲတင်9မိနစ်မှာတော့ India ပြန်မှတ်က Android ရဲ့ weekend check ကတော်လေးကောင်းခဲ့ပေမယ့် United ကိုယ်တော်မှ last man ကကာဝယ်သွားနိုင်ခဲ့ပါရင် foreign ဟာ United ကိုကစားကွက်တော်ကောင်းကောင်းချင်ကွင်းမပေးပဲ mid block လို့ block ရင်းနဲ့ဒုက္ခပေးထားနိုင်ခဲ့ပါရင် United ကလည်းခွေးရရသလိုပြန်လည်ပြန်ပေးထားနိုင်ခဲ့ပြီးပွဲချိန်15မိနစ်မှာရှက်ကွင်းရဲ့ weekend check ကတော်လေးကောင်းခဲ့ပေမယ့် goal ဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူး ရိုင်းမိနစ်30လောက်အထိကပြန်လည်တိုက်စစ်ဆင်မှုတွေမြင်တွေ့ခဲ့ရပြီးဂုဒမရီရဲ့လက်ဆွမ်းပြမှုကြောင့်သာကုမရှိတေရလည်းထွက်ပေါ်နေခဲ့တာပါ။ဝဲရင်နဲ့ဆက်ခွန်းမှာတော့အမေကန်ချက်ကတော်လေးကောင်းခဲ့ပြီး4ရက်ဂုဒမကာဝယ်သွားနိုင်ခဲ့တာကြောင့် United လို့ဥဆောင်ကမြင်ခဲ့တာပါ။ဝဲရင်34မိနစ်မှာတော့ United လို့ဥဆောင်ရရှိခဲ့ပြီးတောက်ကဘကနေ Bruno Fernandes နဲ့ကန်နေပလိုက်တဲ့ခွင့်ရေးကို Casemiro ကခေါင်းတိုက်သွင်းကိုသွားခဲ့တာပါ။အဲနောက်နှစ်သင်းစလုံးခွင့်ရေးကိုစီရရှိခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။တွေ့ရမယ်ပြန်ဆားမှာတော့ထုံးစံတိုင်း United လို့ထာနေနေခဲ့ရကနေချင်းပါကိုးတွေပြင်ပလိုက်ရပါတယ်။ဝဲရင်48မိနစ်မှာရင် Ryan Charlton ရဲ့ဖျက်တင်မိမှုကို Morgan KY ကခေါင်းတိုက်သွင်းကိုသွားခဲ့တာပါ။ ရတဲ့အားနည်းလို့နဲ့အမြင်မောကာကွယ်မှုတွေကိုကောင်းကောင်းကြီးသုံးချသွားကြတာဖြစ်ပါရင်ချစ်ပါကိုပေးလိုက်ရပြီတဲ့နောက် United ဟာပုံစံကောင်းပြန်လည်ပြသနိုင်ခြင်းမရှိဘဲနှစ်မိနစ်ကြာပါပဲဥဆောင်ကိုထပ်ပေးလိုက်ရပါမယ်။ဒီကိုတော့ United နောက်တန်းကရှင်းထုတ်မှုမတည်တဲ့အားကနေ Nicolò Sabona ကသွင်းယူပေးခဲ့တာပါ။ဒရိုင်းမြန်ဆာ9မိနစ်ပါရင်နှစ်ဂိုးဆက်ပေးလိုက်ရတာကြောင့်အပွဲကအတော်လေးကိုအလဲပြောင်းဖြစ်သွားသလိုယူနိုက်တက်ကိုလည်းလုံရကန်ရခတ်သွားခဲ့ပါရင်အဲနောက်ယူနိုက်တက်ဘက်ကဒေါင်ရှော့တိုက်စစ်စင်တာနိုင်ခဲ့ပေမယ့်ရှောင်းနိုင်ရဲ့မောင်မိုင်းနဲ့ခန်းစစ်အားတန်ကစားကုန်ဒီအောင်မှာချီပါကိုပြန်ရဖို့ကြံ့ညာနေခဲ့ပါရင် ီကြားရဲပေးလေးဘက်ကလည်းတမန်တိုင်းစင်တွေကနေ United ကိုကောင်းကောင်းကြီးဒုက္ခပေးထားနိုင်ခဲ့တယ်လို့အမြင်ပေါ်တွေကိုအားပြုပြီးဖိအားပေးမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ကွဲတယ်ရင်မနေ့ချောင်းဆင်မှာတော့ Brunei ရဲ့ကန်ချဲတိုင်းထိထွက်ခဲ့တာကနေမျိုးဆရာဖြစ်တယ်လို့ငါးမိနစ်ကြာမှလည်း Forest ဘက်ကကောင်းတိုင်းချဲလဲချော့သွားခဲ့တာ United အတွက်သက်သာရခဲ့ပါတယ်။ကွဲရင်80မိနစ်မှာတော့ United တို့ခြေပါကူးပြန်လည်ရရှိခဲ့ပြီး Nottingham Forest နောက်တန်းကရှင်းလိုက်တဲ့ဘောလုံးကို Adrian Tate ကနေအမတ်ကဘောလီကန်ချဲနဲ့တွေ့မိခဲ့တာဖြစ်ပါတယ်။လက်ချံပွဲရင်မှာတော့ United ကဒေါက်ရှော့ဖိအားပေးထားနိုင်တယ်ဆိုပေမဲ့ Forest နောက်တန်းနဲ့ကိုလမိုင်းလည်းဆွမ်းပြောင်းမှုကြောင့်တူးတူးနဲ့အယူမှုဖြစ်ပြီးတော့နိုင်ဝဲဆက်မှုရပ်တန့်ခဲ့တာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပဲနောက်နေ့မှလည်းအကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ